မင်္ဂလာပါရှင်။ကျမကဒီနေ့ဆရာကျွန်းနဲ့ရေးသားထားတဲ့အိမ်မက်ဆူဆိုတဲ့ဝိထုတူပေါင်းချုပ်ထဲကဝိထုတူနေတဲ့ဘက်ကိုဖတ်ပြပေးချင်ပါတယ်။ခေါင်းစဉ်လေးကတော့မုတ်ဆူ။တမိုင်းကလာ လူတို့အစည်းဝေးလိုက်အိမ်ယာတီထောင်ရေးတနေရာရင်းနိုင်ဆွဲဆွဲမြင်းမြင်းနေထိုင်စားပြုလာကလေးကပထမအောင်ဆုံးအိမ်မွေးတလိမ့်ဆန်ဖြစ်လာခဲ့တဲ့မှာခွေးများတာဖြစ်ကြောင်းတမိုင်းဆရာချိုးကလေလာရေးဖွဲ့ထားရခဲ့ကြပါသည်။ ထိုဆရာတို့ရဲ့အယူဆကိုကျွန်တော်မထောက်ခံတော့လဲမဆန့်ကျင်ပါလူတို့ရဲ့ပရမအောင်ဆုံးအိမ်မွေးတိရိစ္ဆာန်မှာခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်ဝက်ဖြစ်ဖြစ်နွားဖြစ်ဖြစ်ကျွန်တော်အတွက်ဘာမှအရေးမကြီးလောက်ဘာမှလည်းမထူပါဘူးတိရိစ္ဆာန်သည်တိရိစ္ဆာန်များသာဖြစ်သည်တနည်းဆိုတော့အဟရိတိရိစ္ဆာန်များသာဖြစ်၍အရေးတယူဆွေးနွေးစရာမရှိဘူးရှေးတန်းငန်တွေပါဠိဘာသာတိရိစ္ဆာန်ကိုဖီလာကန့်လန့်သွားတတ်သောတတ္တဝါဟုအနက်ဖွင့်သည် တချို့သောတယူတန်ဝါဒီတွေကတော့တလိษံဟူသည်မှာအိစာကာမဤသုံးဝါသာတည်သောတတဝါဟုဆိုကြသည်တယူတန်ဝါဒီတွေရဲ့အဆိုကို ကျွန်တော်ပြင်းထန်စွာကန့်ကွက်ပါသည်အိမှုစားမှုကာမမိဝဲထက်ကြော်လွန်၍တဘာဝပေးအသည့်ဖြစ်ရှင်သန်နေကြသောတလိษံများကျွန်တော်တို့ကဘာကြီးမှာအများကြီးရှိနေကြတယ်တချို့သောခိုက်ရွရွဆရာများက လူဒီခွေးလောက်တစ္ဆာမရှိဟု ဝလုံးရှိပြီးတင်းကြုံပြီးရန်တန်ပြောလို့ရှိကြပါတယ်။ထိုဆရာများကိုလည်းကျွန်တော်အပြင်းထန်ရှုတ်ချလိုက်တယ်။ထိုဆရာများသည်တစ္ဆာဝေါ်ဟာရ၏တိမ်မွေးနှနှဲမှုကိုနားလည်ပုံမရကြပါဘူး။ယခုခွေးတလိဆန်အကြောင်းကိုကျွန်တော်ဏိဒန်းချီနေတော့လေ။တကယ်တမ်းပြောမှာကခွေးအကြောင်းမဟုတ်ဘူး။ခွေးလိုပင်လူနဲ့နီးစပ်ပြီးခွေးလိုပင်ခြေလေးချောင်းနဲ့နှုတ်တိုက်တော်ဝါအိမ်မွေးတလိဆန်ဖြစ်သောကြောင်ကြောင်ဖြစ်သည်ခွေးဤမူလအစမျိုးရိုးက ဝင်ပလီဖြစ်တော်လေကြောင်ဤမျိုးရိုးဝီမရှိကဘာဥစကလေးကကြောင်သည်ကြောင်သာဖြစ်ခဲ့ပြီးကြောင်မျိုးရင်းကနေကြားကြက်သည်ချင်းသေးတို့မျိုးစိတ်ကွဲများအဖြစ်ဖြစ်ကဘာအနှံ့သူ ဖြန့်ကွဲသွားသည်ဟုကျွန်တော်ဖတ်ဘူးသည်ဒါဖြင့်တောကြောင်ကအကောင်တဲ့ကြီးမာပြီးဘက်နှစ်ကြောင်အိမ်ကြောင်ကအကောင်သေးနေရသည်ဟုမေးဝင်ရှိသည်ကျွန်တော်ကောင်းစွာရှင်းမပြတတ်ပါဘူးတဘာဝတိုင်းတောထဲမှာသားစိန်ငါးစိန် စားတောက်ဝါမျိုးဝင်ရသောတောကြောင့်သည်တဘာဝနှင့်ညီညွတ်ကအကောင်ထွားသည်ဟုထင်မိသည်အိမ်ကြောင်ကတော့ဒါစိန်ငါစိန်မစားရပဲလူတို့ချက်ပြုတ်ပြီးသားဟင်းလျာတားငါတွေသာစားဝါနေရသဖြင့်တဘာဝကိုစန့်ကျင်ကခန္ဓာဖွဲ့စည်းမှုသေးလီသွားသည်ဟုကျွန်တော်ထင်သည်ကျွန်တော်တို့လူသားတွေလည်းရှေးပေါ်ဝနေသည့်ကာလကဒါစိန်ငါစိန်စားဘဝတွင်လူကောင်းကြီးတွေအလွန်ထွားကြိုင်းခဲ့ကြောင်းကျွန်တော်တန်ဖျားမရှိဘူး လူကောင်ကြီးသဖြင့်ကဘာဦးသားကောင်တွေပေါ်ရှင်ပြိုင်ပူကြကတတဝါလောကကိုကြီးစိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟုပင်ကျွန်တော်မှန်းဆကြည့်မိ၏လူသားလင်ပဓာနာကဘာမှာလူသားလင် အမျက်ဆုံးစသောကြွေးကြော်တမ်းများစုညံ့နေခြင်းတွင်ကြောင်တလိဆန်အောက်မှနှိမ်ပြားနေသောကြောင်တလိဆန်လောက်ပင် စားမှုနိုင်မှုကျမ်းမာမှုမဖူလုံသော လူသားချို့ကို တွေ့မြင်ရတဲ့အခါကျွန်တော်ရင်နာနာနဲ့စိတ်မချမ်းမမြေခံစားရတယ် တော်တလိတ်ဆန်တွေကတတလောကကြီးအစင်မြင့်ဆုံးမနုဿာလူသားတွေကိုကြော်ဖြတ်တက်ပြီးကဘာကိုစိုးမိုးတော်မီလက္ခဏာပေးလို့ခြေလေးချောင်းတလိတ်ဆန်တွေက အခြေနှချောင်းလူတ attva တွေပေါ်ပူဇာစိုးမိုးတော်မီအတိတ်နမိတ်လို့ပညာရှင်တွေက တလိတ်ဆန်နဲ့တဘာဝပေးတဲ့အသိမျှသာရှိကြပြီး လူသားတွေတွင်အကန့်အသတ်မဲ့ထူကဲသောဉာဏ်ပညာရှိသည်ဟု အခိုင်အမာ ဆိုထားခဲ့ပြီးဖြစ်ရာ ကျွန်တော်တောင်တွင်းမြောက်တွင်းတွေးမိတယ်လို့ကလေးဆန်ကြီးကမြေကဘာမှာပုံမကျနိုင်ပါယခုကျွန်တော်တို့တွေ့မြင်နေကြရတယ်လို့ကလေးဆန်တွေသည်လောင်ကြိုက်ထဲမှာပဲနေကြရမည် အကောင်ကြီးဆုံးစင်ကိုထုခတ်၍ချုံးဖြစ်သွေးဆက်ဆက်ကြအောင်ထိုးစွား၍လူသားကလူရခိုင်းနေသည် လူသားကိုကြိုက်စားဝါမျိုးရင်ဝင်မလေးသည့်ကြားတွေကို လူသားတွေကတနက်ဖြစ်ပြတ်တက်ကြသည့်အခါကြားသည်ကားကားကြီးတေဝဲဝင်ရမိတာဖြစ်သည် ကမ္ဘာပေါ်မှာအကောင့်ထဲအကြီးမားဆုံးဝီလာ၅ကြီးတည်ပင်လေလူကြီးတက်ဖြတ်ဖန်းစီမှုကြောင့်ကန်းကြီးတဲပြင်မှာတုံလုံးလဲကြခဲ့ရပြီမဟုတ်လားကျွန်တော်ဒီအိမ်မွေးတလိဆန်ခွေးကိုလည်းမချစ်တဲ့ကြောင်ကိုလည်းမချစ်တတ်ပါသူတို့မှာတဘာဝအတိမြင်မာသည်ဟုဘလို့ပဲပြောပြောသူတို့မှာဉာဏ်ပညာမရှိကြပါဒဏ္ဍာရီတစ်ခုအထင်ရှားရှိခဲ့သည်ရှေးရှေးဥယောပတောင်ပိုင်းမြေထဲပင်လေဒေသတွင်တခါသောနန်းလူပွဲတစ်ခုဖြစ်ပေါ်ခဲ့တဲ့ ရှုံနေသူပရိသတိဘီဘီအားသည်နုဆို၍ရင်ွယ်ပိုက်သားတော်နှစ်ပါးကိုပွေ့ချီလက်လူရာကိုပြေးရရှာသည်ရန်သူများကလည်းဓာလန်တဝင်းဝင်းဖြင့်မိဖုရားနောက်သို့တဲကြီးမဲကြီးလိုက်ခဲ့ကြသည်မိဖုရားသည်တားငယ်တို့၏အသက်ကိုပီလျာကံပြု၍ခလေးတွေကိုတောဆက်တနေရာမှာခြံရင်းခဲ့ပြီးကိုလိုယုံ၍ပြေးလီတတ်တူတူပဲဆိုကြပါစို့ထိုမိဖုရားသည်ရန်သူရဲ့အသက်ကိုခံလိုက်ရသည် ကလေးတွေနှစ်ဦးကိုဝင်းပလီကြီးကတွေ့ရှိကမွင်းပလီကူတဲကိုကြိုက်ချီခေါ်ဆောင်ကနိုးတိုက်ရေမွေးထားတဲ့ကလေးတို့ဒီဝင်းပလီနိုးဆိုကြရင်ကြီးပြင်းလာကြကနှောင်သောရန်သူအပေါင်းကိုနှိမ်နှင်းအောင်မြင်ပြီးတဲ့နောက်ရောမမျိုးကြီးစတင်တူထောင်ကြသည်ဟု၍ထိုးမင်းသားညီနောင်ရဲ့အမည်မှာ ရိုမူလက်နှင့် ရီမတ်ဖြစ်ကြရသည်သူတို့၏နာမည်တွေကိုအစွဲပြု၍ရုံးခေါ်ရောမဟုသောအမည်တွင်ခဲ့၍ယောမသားတို့ကို ရိုမန်ဟုခေါ်တွင်ကြသည်အလွန်အလွန်ဒဏ္ဍာရီဆန်လာသောဒဏ္ဍာရီတပုတ်ဖြစ်ပါသည်အမှန်တော့ကျွန်တော်သည်ပုံမြင်နေဒဏ္ဍာရီပဇက်ရာဇဝင်တွေကိုအထူးတလဲစိတ်ဝင်စားသူမဟုတ်ကျွန်တော်တွေးမိတာကယောမမျိုးကြီးကိုဝင်ပလီနိုးဆူရီကြီးပြင်းခဲ့သောညီနောင်နှစ်ဦးကတိဆောက်ခဲ့သည်ဟုဆိုကြသည့်အယူဆကိုသာစိတ်ဝင်စားသည်အကြောင်းတော်ဥရောပသားတို့သည်ကျွန်တော်တို့အာရှသားများထက် ွေးတလိဆန်ကိုပိုချစ်တတ်သူများဖြစ်ကြရာယောမယာဆိုရင်ဥပောက်အရာယောမမျိုးသည်ညီနောင်ကိုကျိုးမွေပြုစုခဲ့သည်ဝင်းပလီမာကြီးကိုဂုံပြုခဲ့ခြင်းလားမဆိုနိုင်ဝင်းပလီတီကခွေးတို့၏ဇင်းမြစ်ဖြစ်သည်ဟုမဟုတ်ပါလားကြောင်ကြောင်ပြောမင်ကြရင် ခွေးကြောင်ရောက်သွားခြင်းကိုခွင့်လွှတ်ကြပါပြီစင်စစ်ကြောင်နဲ့ခွေးမှာတွန်တွဲနေကြတော့မတည့်အတူနေအိမ်မွေးတလိဆန်များဖြစ်ကြ၏မြမအခေါ်အေးထုံးရကြောင်ကြီးကကြီးဖြစ်ပြီး ခွေးသည်ခါဝေးဖြစ်နေသည်တက်လျက်အခရာများမဟုတ်ပါလောသိုးဆောင်ဘာသာကိုကြည်ပြီးကြောင်ကိုကဲဟုရေးသားခေါ်တွင်ပြီးခွေးကိုတော့ဟုရေးသားခေါ်တွင်သည်မဟုတ်ပါလောအင်္ဂလိပ်အခရာစီနဲ့တည်သည် ရှေ့နောက်ကလည်းမဟုတ်ပါလောဤတွင်ကြောင်တလေးဆန်ကိုမိမိနှင့်ဒန်းတူရေးသူတွေးတူမွေးတူသဘောထားနှလုံးပိုက်သည့်အန်ဒီမီအချောင်းကိုကူပြောင်းရေးသားချိန်ကြောက်ရောက်လာခဲ့ပြီအန်ဒီမီသည်ကျွန်တော်၏အတော်အရင် ပညာတတ်မုံဆိုးမကြီးတဦးဖြစ်ပါသည်။ကြောင်တွေဟာဘယ်သူကားမှစီစဉ်စေခန်းခြင်းမရှိပဲကြွက်ခုတ်တဲ့တာဝန်ကိုယူလာတာနှစ်ပေါင်း3000ကျော်ပြီ။ဒီစကားကိုအန်နီမီကမကြာခဏလူပုံလင်းမှာဂုံယူဝင်ကြားတမ်းဖြင့်ပြန်ပြောလေးပြောထားရှိပါတယ်။အန်ဒီမီရဲ့နေအိမ်မှာကြောင်အထီးကောင်ကြီးစုစုပေါင်း18ကောင်ရှိသည်။အကယ်၍မျက်နာနာလောက်အောင် ခင်မင်းရင်းနှီးသူများကိုပေးမပစ်ခဲ့လင် အန်ဒီမေးမှာကြောင်ကောင်30အောင်ရော့မည်မဟုတ်အန်ဒီမေးနဲ့အတူနေထိုင်ကြတော့တမီးမဆန္နာနဲ့တမတ်ကြော်ကြော်တို့သည် အန်ဒီမေးကကြောင်များကိုတယူတရာမွေးမြူခြင်းအယူတဆိုင်ချိုးမွေးစောက်ရှောက်ခြင်းတို့အတွက်ဘာတခွန်းမှမဟာရဲကြပါအကြောင်းတော်အန်ဒီမေးသည်ရွေးချယ်စရာကြောင်ပေါ်လာခဲ့ပါကတမီးမဆန္နာကိုသာဆွန့်ပစ်ခြင်းဆွန့်ပစ်မည်ဖြစ်တော်လေသူမ၏ကြောင်များကိုဆွန့်ပစ်မှာမဟုတ်ကြောင်းတေချာစွာနားလည်ထားကြသောကြောင့်ဖြစ်သည် အနိမေကသမီးနဲ့သမတ်ပေါ်မှာသာဂယုမဆိုင်သည်မဟုတ်မဆန္နာမွေးဖွားခဲ့သောမြေအရင်ပေါ်မှာလည်းအလေးထားခဲ့သူမဟုတ် အနိမေကအရာအလုံးထက်ကြောင်များပေါ်မှာသာ အလေးခယူထားသည် လောကမှာအနိမေတန်ရောစဉ်အကြီးဆုံးတက်ရှိတွေသည် သူမ၏ကြောင်များသာဖြစ်ကြသည်ခွေးဘူးတထောင်ကြောင်မူးသသိန်းဆိုတာကြောက်ဘူးကြတယ်မဟုတ်လားယအနိမေကမကြကနာဂုံဖော်တတ်သည် အန်ဒီမေမှာသာသမီ၄ဦးရှိပြီး အလုံးအိမ်အောင်ဝဲတွေဖြစ်ကြကအနီမေမြေးခွန်ရောင်ရှိခဲ့ပြီ။မြေးအလုံးဟာချစ်စပွဲရုပ်ကြီးကလေးများကိုပိုင်ဆိုင်ကြပြီးယဉ်ကျေးလိမ်မှာချက်ချက်ချာချာရှိကြသည်။သို့သောအနီမေကသူ့မကြီးကြောင့်များလောက်မြေးတွေပေါ်မှာအေးမထားခဲ့ပါ။တနေ့အနီမေအိုမင်းမဆွမ်းဖြစ်လာခဲ့ပါကသူ့မကြီးကြောင့်မကဘာများလုပ်ပေးနိုင်ကြမလဲ။မြေးတွေကသာခြေစုပ်လက်နဲ့ဆေးပေးမိယူလုပ်ပေးနိုင်ကြကြောင်းအနီမေမသိပဲနေမှာတော့မဟုတ် ိတော်ညာလဲအနီမီကတယူတန်းသည်တလိဆန်တွေက လူကိုဒုက္ခပြီးခဲ့တယ်လူလူချင်းသာဒုက္ခပြန်ပြီးတည်တတ်ကြတာငါကြောင့်လေးတွေတခါတလေငါသတိလစ်ပြီးကြောင်ရင်တကားဖွင့်ထားမိတဲ့အခါဟင်ခုစားခြင်းစားမယ်ဒီထက်ပိုပြီးဒုက္ခမပြေဘူးလူဆိုတာကတော့ဘာမှအတက်ပြောလို့မရအောင်မရတတကချိုင်းဆိုတာကြောက်ဘူးရမလားဘာနဖူးတိုက်တူးဆိုတဲ့စကားပုံလေးရှိသေးမရတဲ့ဆုံးငါနှစ်ရွက်ကိုလှီးပြီး ငါစိန်နကတ်ကိုဖြုတ်ချင်းဖြုတ်မယ်။ဒါမှမဟုတ်ငါသေးတဲ့ခါငါပါဇက်တွေကရွှေသွားကိုပလျာနဲ့ညှက်ပြီးကလော်ထုတ်ချင်းထုတ်မှာ။လူတွေကယုံကြည်ခြင်းစရာမကောင်းဆုံးတတ်တော်ပါပဲ။အန်နီမီရဲ့ကြောင်ကြီးမုန်းကန်ကိုမကြကနနားဆင်ကြရလေးရှိပါတယ်။သူပါပြောပြောသူ့လိုအသက်60ကျော်မုန်းဆိုးမကြီးကိုနေဆာတူကဒုက္ခပေးနေသည်မှာကြောင်များသာဖြစ်နေကြပါသည်။နန်းနန်းမိုးလင်းသည်နှင့်အိမ်တွင်အနှံ့ရှိဟိုတဘုံဒီတဘုံပြောင်းကျဲနေသော ျော့စီစီနန်ဟောင်းကြောင်ချင်းများကိုအန်ဒီမီမယုံမရှာလိုက်ကြုံရပါသည်။ကြောင်ကြီးတွေက အိမ်ပြင်ရှိသူတို့အတွက်တည်တံထားသောသဲပုံမှာမစင်စွန့်ကြတော့လေ။ကြောင်ငယ်တွေကတော့အိမ်ထဲမှာသာကိစ္စပြီးလိုက်ကြသည်။ထို့နောက်ကြောင်စာအတွက်အန်ဒီမီဈေးသူပြေးရပြန်သည်။အန်ဒီမီအိမ်မှာအတူနေအိမ်ပေါ်ရှိတော့လေ။အန်ဒီမီကကိုတိုင်ကိုကြဈေးသူသွားက လူစားနဲ့ကြောင်စာကိုစိတ်တိုင်းကြရွေးချယ်ဝယ်လေးရှိသည်။ တခါတည်းံကြောင်တွေကငါးကြော်စားကြရပြီးအန်နီမေနဲ့အိမ်ပေါ်ပူစုတို့ကကစွင်းရဲ့ကြော်ဖြစ်တာတင်းတိမ်နိုင်ကြရသည်အဲ့လိုဆိုပါကယုံကြည်မှယုံကြလိမ့်မည်ပတ်စံရှိပြီးစိတ်နဲ့မနေတဘူးတနေ့တနေ့သူ့ကြောင်တွေရဲ့ဝေယဝစ္စကိစ္စနဲ့ပဲအချိန်ကုန်နေရတာလူဖြစ်ရှုံးလိုက်တာဟုအိမ်ပေါ်ပူစုမကအိမ်နေချင်းစီစီမှာအတင်းချာ၏သူ့ကြောင်တွေအတွက်ဆိုပြီးဈေးကြီးတဲ့အသားငါးတွေကြော်လော်ချက်ပြုတ်ပြီးကျွေးတဲ့အခါကျွေး နိုင်ငံသားကလာတဲ့ကျောင်းစာအတုံးကလေးတွေကိုဈေးကြီးပေးဝယ်ပြီးကျွေးတဲ့အခါကျွေးတဲ့ရဲ့ကျမကြတော့ငါးဟင်းတတုံးကိုနှစ်တုံးစားရင်ပဲမျက်စောင်းတခဲခဲနေဘလို့မိမကြီးမှမသိပါအောင်တော့ကျမမှာတခြားအလုံးမလုံးတက်လို့သာဒီအစီကံလုပ်ကိုလုပ်နေရတာဒီမိမကြီးနဲ့သူ့ကြောင့်တွေကိုစိတ်ကုံလှပြီးပူဆူမသည်အန်ဒီမေအိမ်နာအိမ်ပေါ်လှုပ်သက်တနည်းနည်းပါရှိခဲ့ပြီဖြစ်ရအန်ဒီမေနဲ့ကြောင်များကြမှာအပြန်အလှန်ဆက်ဆက်ရင်းနှီးမှု သဘောပေါက်လာခဲ့ပြီဖြစ်လောက်ကနေအလောက်ကမျှတနေယူတာအောင်ကြီးသီးခံရတိမ်မှမြဲဖို့စူးစမ်းနေသည်မချီတရီခံစားနေရတဲ့ကြောင်တဲ့လူခွဲခြားဆက်ဆံရေးကိုတော့အော်နှလုံးနာလာပြီဖြစ်သည်ကြည်လီကျမနှာစေးချောင်းဆိုးဖြစ်တဲ့ကအန်ဒီမီကအိမ်မှာရှိတဲ့အပေါ်စားဆေးပြားကလေးတွေထုတ်ပေးတယ်သူ့ကြောင်တကောင်းကောင်းတစ်ခုခုဖြစ်ကြည့်ပါလားချက်ချင်းတလိမ့်ဆန်ဆရာဝန်သွားပင်တော်တာပဲတလိမ့်ဆန်ကိုဆေးကုတာကလည်း လူကိုကူးတလောက်ပေးရတာနော်တက်တာမယ်မမှန်နဲ့တခါတလေကြောင်ကိုကာကွယ်စည်းပါစည်းညာစည်းထိုးတာများ လူစည်းထိုးတတ်တာပုံရည်ပေးရတယ်ပူစုမနဲ့ရင်းနှီးတော့ယူယူအာအာခွားကြကြအဖွားကြီးတူကတော့ပူစုမဘက်ကနာပြီးအကြံပေးတယ်ဒီလောက်တောင်ရှိလာတာဟဲ့ဒင်းကြောင်နဲ့မျိုးကန်းတောင်တကောင်ချင်းစိတ်ကျွေးတတ်ပါလားဟဲ့အမလီမလောက်ပါနဲ့တော့ရဲ့ကျမဆင်းရဲလို့သူများအိမ်မှာအိမ်မော်လို့ရပါမယ် ငရဲတော်မခံဝင်မှာနောက်ပြီးကြောင်တွေမျိုးတုံးသွားလဲသူကကြောင်သစ်ထမွေးမှာပုစုမဘက်ကနေမခံကြည့်နေရှာတော့မိမကြီးဟီးကနေတက်ပြင်းချာ၏တနေတော်အန်ဒီမေသည်အမတ်မထင်ရာသုံးငွေစင်းကြီးကိုစာရွက်မှရေးချစ်တွက်ချက်ကြည့်သည် ထိုကသူနဲ့ပုစုမတို့နှစ်ယောက်စားစရိတ်ထက်ကြောင်များ၏စားစရိတ်ကသုံးစားခန့်များပြားနေကြောင်းတအံ့တော်တွေ့လိုက်ရ၏တစားတစ်ဆက်ပိုများလာလေ အနီမီအံ့ဩမှာမဟုတ်ကြီးဘူးစုမရေမနေ့ပြန်ကစပြီးကြောင်တွေကိုအစာတမျိုးပြောင်းကျွေးမယ်ဈေးထဲမှာပေါ်ပေါ်ရတဲ့ငမြချင်းကောင်းတွေဝယ်ပြီးပြုတ်ကျွေးမယ်ဟေးဟုအနီမီကကြော်ညာသည်ဒီမိန်းမကြီးဘာစိတ်ကူးပေါက်လို့ပါလေဟုဘူးစုမတွေးနေမိသည်ငမြချင်းကောင်းဆိုတာကလည်းလူစားတမျိုးပါပဲအန်တီမီအသားကဈေးမြင့်တော့ခေါင်းကိုကြီးချင်းရီချက်စားနေကြတာပါ ။အမြင့်ချင်းကိုကျမတို့လည်းစားလို့ရတာပါပဲ။ငါတို့မစားဘူးဟေး။ကြောင်နေဖို့ပဲကျွေးမယ်။ငါတို့စားတဲ့ကစွန်းရဲကြော်တို့ပဲဟင်းတို့ကြသူတို့မှမစားတတ်တာ။ပူဆူးမှနှုတ်ခမ်းစီပြီးဇက်ပူထားလိုက်တော့သည်။ဟွန်းဒီမိန်းမကြီးစိတ်မှမှန်သေးရဲ့လားမသိပါဘူး။သူ့ကြည့်ရတာသူပဲအငတ်ခံပြီးကြောင်နေအကုန်ချကျွေးမယ်ပေါ့။အန်ဒီမေဒီဗန်နာကြီးအခြေအနေရာကြောင်များအတွက်ထုတ်လုပ်ထားသောပြည်ရင်းပြည်ပြည်ပဖြစ် ကြောင်စာကိုပါရိတ်ခါဖြတ်လိုက်၏။ကြောင်များသည်နှီးဟောင်းဟောင်းငံပြပြငမြချင်းငါးပြုံများကိုသာတကြိုးကြိုလွေးနေကြရသည်။ထိုကာလတွင်အန်နီမေမှာမျက်နှာတီလူရီတအိုးကငွေကျက်ဆက်သိန်းလိမ့်လင်းချင်းငါးရာမှတရားတစ်ပောင်ဖြစ်ပြီးငွေဆက်သိန်းဆုံးတော့မလို့ဖြစ်နေသည်။တရားမှမှုဖြစ်၍မြ мян ဆန်ဆန်မပြီးနိုင်။ရှင်းနေငါးထားရသောကြောင့်ရှင်းနေစည်းကလည်းတတိတိကုန်နေသည်။ အိမ်ဈေးကိုရှော့မှဟုအနီမီတွေးပြီးကြောင်စာကိုပါမတိမသာရှော့ဝဲသည်အနီမီငါးကောင်ကဒီလောက်ကလေးပဲဆိုရင်အနီမီကြောင်နေဝမှာမဟုတ်ဘူးဟုပူဆူးမက အလိုက်ကန်းစိုးမတိပဲရှာချောင်မိသည်ဝဝမောနှီးပုံပါဘူးဒါငါးကြောင်နေနှီးကြောင်တကောင်းမှမပါဘူးဟုအန်ဒီမီကအနာဘောဒုတ်ကြတံပြေအွန်လိုင်းတော်မှာပူဆူးမနောင်တရရပြီသူ့ပါဇက်သူပိတ်ပိတ်ရိုက်ပြချင်းစိပောက်လာသည် ကြောင်တကောင်ကောင်အစာကောင်းကောင်းမစားပဲမိုင်းတွေတွေ ဖြစ်နေလေအန်နီမီကခါတိုင်းလိုစေကန်းသွားဆရာဝန်ပြစ်မလို့တော့အိမ်မှာအသင်ဆောင်ထားသောကြောင်စည်းတွေကိုသူမကိုယ်တိုင်စိတ်ရှိလက်ရှိတိုက်တွေးကုသသည်ခါတိုင်းကြောင်တွေကို နေ့စဉ်နွားနို့တိုက်ရယခုအခါနေမကောင်းသောကြောင်ကိုသာနွားနို့တိုက်တော်၏အန်နီမီကိုယ်တိုင်နှင့်ပူစုမတို့ကပေါ်ပေါ်လောလောရသောဟင်းရွက်ဟင်းသီးတွေနဲ့သာကြိတ်မြေစခန်းသွားနေကြရသည်ကြတော့ ကျောင်းတွေလိုပင်လူတွေလည်းအစီကြပြီးပိမ့်ပိမ့်ချက်ချက်ပွားပွားလျက်လာ ဖြစ်လာကြလေတော့သည်မိုးဦးကြသည်နှင့်အနီမေရဲ့ကျောင်းဆက်ရှိကောင်းသည်တကောင်မီးတကောင်တစားစားနှင့်ယော်ပါလာခဲ့တာ၁၄ကောင်သာကျန်တော့သည်အနီမေကသူမရဲ့ကျောင်းတွေပျောက်ဆုံးသွားခြင်းပေါ်သူမ၏အတွေ့အဖြစ်ဝေခွဲဆန်းစစ်ကြည့်သည်ငါတို့ရက်ွက်ကပြန်ချကျူးကျော်ရက်ွက်မဟုတ်ဘူးတေးလီကြဘူးလူစိုးလူမိုက်တွေနေတဲ့ရက်ွက်မျိုးမဟုတ်ဘူး ကြောင်ခိုးပြီးတက်စားတဲ့အောက်တန်းစားတွေရောက်ကမှမနေကြဘူးငါလိုကြောင်ချစ်တဲ့လူတွေဖမ်းခေါ်သွားတာလည်းဖြစ်ရမယ်ကြောင်ချစ်တတ်တော့ငါထက်တောင် ကောင်းကောင်းမွန်မွန်ကြွေးထားနိုင်အောင်မာကျမတို့ရွာမှာဆိုရင်ကြောင်တကောင်ကို3000ရတယ်အန်ဒီမေခွေးဆိုရင်2000ရတယ်ဒူလာယောဂသည်ငှက်ဖျားယောဂသည်တွေကစေးပြွားပြစ် ချက်စားကြတာတဲ့ဟုပူဆူးမကရှာခလုတ်တိုက်ပြီးပြောမိပြန်သည် ညီတို့တော်ကြောင့်ထဲ့မပြောဆက်မှနဲ့ပူစုမရဲ့။တဟာမျိုးဟိမျိုးဘသူမှအိမ်မွေးတလိမ့်ဆန်အသားကိုမစားဘူး။သုံးတော်မပြောနဲ့သုံးချက်နဲ့ရောင်းရင်တော့ဝယ်မစားဘူး။အင်းကြီးချင်းချို့နဲ့အဆက်ဆန်ရှိသောပူစုမကမူဤရက်ွက်တွင်ကြောင်သားစားသူအချို့ရှိနေကြောင်းကြာဘူးနာဝရှိထားခဲ့။သို့တော်ထိုအကြောင်းဖွင့်မပြောဘဲရင်ငုံနှုတ်ပိတ်သာနေလိုက်သည်။ ဘူဆူမစိတ်ထဲမှာတော့အန်နီမေးကြောင်တွေရော့သည်ထက်ရော့သွားကြတော့မည်ဟုတထစ်ကြယုံကြည်နေသည်ဘူဆူမရေငါခန်းနဲ့ကပုတ်ဆော်နားလိုက်တာဟဲ့လက်နှိပ်တမီထိုးပြီးတခြားရှာကြည့်စမ်းဟုအမိတ်ပေးသံပေါ်လာခြင်း၌ဘူဆူမသည်အိမ်နောက်ဖေးတွင် ဖားသေးတကောင်ကိုကြိုက်ချီလာတော့ကြောင်တီးကြီးအားအိမ်ပေါ်မတက်နိုင်အောင်အတန်တိတ်ဟန့်တားနေခြင်းဖြစ်သည် အန်ဒီမီရဲ့ခရင်အောက်မှာတခြားကြီးမှာ ဥကောင်းမရှိတော့သောကြွက်သေးကောင်ကိုပူစုမတွေ့လိုက်ရ යි ။ကြောင်တွေအစာမဝသဖြင့်သူတို့နီးသူတို့ဟန်သူတို့တဘာဝအရာအမဲလိုက်နေကြပြီဖြစ်ကြောင်းပူစုမနားလည်လိုက်သည်။အန်ဒီမီကရင်အောင်မှကြွက်သေးကောင်တွေ့ပြီး နောက်နေ့အကြမှာတော့အန်ဒီမီရဲ့အချစ်တော်ကြောင်မကြီးဘေဘီဝိုက်သည်ရေမွေတကောင်ကိုကိုက်၍အန်ဒီမီရဲ့ကရင်အောင်မှစိတ်အေးလက်အေးကြိုက်ဝါနေပြန်သည်။သားကောင်သေးရဲ့အနံ့ရတဲ့အခါကြံသောကြောင်ချိုးကလည်း ကနေအောင်မှာစုထားပြီးသူတို့အတွက်ခွဲတန်းတောင်းနေကြဟန်တဝောင်းဝောင်းအောမြင်နေကြသည်ဟဲ့เจ้าတွေဘလို့ဖြစ်နေကြတာလဲဟုဆိုကအနီမီကအခန်းထဲသို့ဝင်လာ၏တခင်ရဲ့အလိုမကျမှုကိုရိတ်စားမိကြသည်အလားကြောင်အားလုံးအခန်းပြင်သို့ထွက်ခွာသွားကြသည်ဂရင်အောက်မှာရေမှုအသေးကောင်တစ်ကောင်ပူပွင့်လျက်ကြံခဲ့ကြောင်အနီမီမသိနောက်နေအပုံနံထွက်လာမှအနီမီမျက်ကလူးဆိုင်ပြဖြစ်သွားသည် ဘူဆူးမပဲမွေသေးကောင်ကိုမိညက်ဖြစ်ဆွဲညက်ကလူရကျွရသူလှုပ်ပြရပြန်သည်။ကြောင်နေအစာဝါယုံသာမဟုတ် သူမ၏ဗီဇာရတားစိန်ငါစိန်အရှင်လက်လက်တွေကိုအမဲလိုက်နေကြပြီဖြစ်ကြောင်းဘူဆူးမကအနေမေးကို ဖွင့်ပြောခြင်း။သို့တော့မပြောတော့ပဲပါစပ်ပိတ်ထားလိုက်သည်။ဒီလောက်တိမ်မွေးရင်ပါတဲ့ငါကြောင်တွေဘလို့ဖြစ်ကုန်ကြပါလဲ။ဘွားကြောင်များအရင်စိတ်ဝင်ကုန်ရပါလေဟုအဖွားကြည့်သည်။နှုတ်ခမ်းတလုံးလုံးဖြင့် တိုးဖွားဖွားရေရွနေသည်နောက်နေကြတော့အနီမေးရှေတွင်ကြောင်တကောင်ကကင်းလိတ်ချောတကောင်ကိုကြိုက်ချီကပူစုမရဲ့အိတ်ခမ်းသို့ပြေးဝင်သွားသည်အန်ဒီမီတုံလုံးအံ့ဩကပစက်မဟာနိုင်စက္ကန့်အငယ်ကြာတော့မှအန်ဒီမီသည်ငေတံမအောင်ဆွေးဆွေးခုံရီအော်ဟစ်တော်သည်ပူစုမပူစုမပူစုမတို့ရဲ့များအတွင်းမှာပဲအန်ဒီမီရဲ့ကြောင်တကောင်ပျောက်သွားပြန်ကကြံကြောင်များကလည်း မွေဖားစားကလေးကင်းလိတ်ချောပုတ်တင်ညူများကို အိမ်သို့ကြိုက်ချီလာခဲ့ကြပြန်ပါသည်တအိမ်လုံးအပုတ်နံတွင်မှုန်ဆူးလျက်ရှိခဲ့ပြီးအန်ဒီမေသည်ခေါင်းကိုက်မတက်စဉ်စားဝေခွဲပြီးဆုံးဖြတ်ချက်ချလိုက်၏တသားပြတစ်ချက်မှာမြေပြူဖြစ်ရေးပြီး အိမ်ရှိတကားဝါမှာထောင်ထားလိုက်ပါသည် အရွယ်ရောက်ပြီးကြောင်များ အလကားပေးမီအမြန်လာယူကြပါ2နှစ်ရုပ်ရှင်တီးကြပြမဂဇင်း April 1 2021ခုနှစ်နာစင်ပြီးခဲ့ကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်